ပွဲကိုတက်ရောက်ပေးလာတဲ့အဲကြည်ရဆရာဆရာမင်းကိုနိုင်ငံနေပြီးတော့ဖွင့်နှုတ်ခွန်ဆက်စကားပြောပြဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာတော်လာရေးမှာမိကိုမိမိမျိုးစေလို့ကျဲပက်ခဲ့သူအပေါင်းရဲ့ကျေးဇူးကိုကြီးမှတ်ပါတယ် ပြီးတော့အခုတို့ရောက်ရအရကနေရရနီးနဲ့ဒေါ်လာနေကြသူအားလုံးကိုလည်းကျွန်တော်ဥညွတ်ပါတယ်။အပြာရွတ်ကြမဲ့နေရာမှာကျွန်တော်အနေနဲ့ရှေ့ကပြူးပြီးတော့ဘာမှထူးထွေပြောစရာတော့မရှိပါဘူး။ဒါမဲ့အမှတ်တရပြောပြပါဆိုတော့ကျွန်တော်ကပြားအပေါ်မှာအမြင်ကိုပဲပြောချင်ပါတယ်။ဒေါ်လာရေးဆိုတာအမှုပညာနဲ့ကင်းလို့မရဘူးဆိုတာတော့အားလုံးသိပြီးသားပါ။အဲ့အမှုပညာမှာကပြားကရှေ့ဆုံးကကိုပါပါတယ်။ တဘာကျော်တော်နိုင်ရေးတွေတကယ်ပြည်သူတွေအောင်ဝဲခံခဲ့တဲ့တော်နိုင်ရေးတွေမှာတော်နိုင်ရေးခေါင်းဆောင်တွေရတယ်ကြပြားဆရာတွေဖြစ်ခဲ့ပါတယ်အဲ့ဒါတွေကကြံခဲ့တယ်ကြံခဲ့လို့လည်းမလွတ်မြောက်သေးတဲ့ပြည်သူတွေအရင်ထဲမှာအဲ့ဒီကြပြားတွေနဲ့ဆက်ပြီးတော့တိုက်ကြပါပဲအဲ့တော့ကြပြားကောင်းမှန်ရင်တော်နိုင်ရေးမှာအပိဓမာကိုလည်းပေးမယ်တော်နိုင်ရေးတစ္ဆာကိုလည်းခိုင်းပါစေတယ်နောက်အောင်စိတ်ကိုထုံကူးစေတယ်လို့ကျွန်တော်နားလဲပါတယ် ူအိမ်ကိုမိမိအိမ်ကိုဓမြတွေတိုက်လူသက်မရင်းကျင့်နေတဲ့အဲ့ဒီအဖွဲ့ကို ပြန်ပြီးတော့ခုခံကြတဲ့နေရာမှာနှစ်ဖက်လုံးနားတယ်ဟိုလူတွေနားတယ်တော်ကြပါတော့လို့អော်နေတဲ့သူတွေလည်းရှိပါတယ်ဒါလည်းအားလုံးသိပါတယ်ဒါဟာကျွန်တော်တို့တော်နိုင်ရုပ်ကိုပုံဖြတ်တယ်လို့ပဲကျွန်တော်နားလဲတယ်။ဘာဖြစ်လို့လဲ။ကျွန်တော်တို့တော်နိုင်ရေးမှာ ကဗျာဆရာတွေကရှေ့ဆုံးကပါတယ်ဆိုတော့ဝိကျေတန်းကြီးမဟုတ်ပါဘူးတကယ်ကိုဗျာအသက်ပေးပြီးပါခဲ့တာအလုံးသိပါအထူးသဖြင့်ငိမ့်ချမ်းကြီးကဗျာဆရာတွေပါအမတန်ချက်သိန်းခါကိုခေါင်းပါတယ်သူတို့ရေးခဲ့တဲ့ကဗျာတွေကိုကြည့်ပါဟိုတယောက်ချင်းဆိုရင်ကျွန်တော်အနေနဲ့ဟိုကြံခဲ့မှာဆိုလို့ဟိုကြပြတပုတ်ချင်းစီကိုမရွတ်ပြပါဘူးသူတို့ရဲ့အဘိဓမ္မာတွေသူတို့ရဲ့ခိုင်မာတဲ့တစ္ဆာတွေကကျွန်တော်တို့အတွက်အားဖြစ်နေတာပါအဲ့တော့ကျွန်တော်တို့ဒီ အကြောင်းအကြောင်းကြောင့်ကင်ဆာရှိတာအကုန်ကင်နေဗျာဒါကတော့ဓမြကိုပြန်ချပြီဆိုရင်တော့အဲ့ဒီအချိန်မှာကဗျာလည်းလက်နဲ့အနေနဲ့ကျွန်တော်တို့ကင်မှာပဲလက်ထဲမှာဒုန်းရှင်ဒုန်းနဲ့ပြန်ချမှာပဲဒီဓမြကိုအဲ့တော့ဒီလိုအချိန်မှာကိုယ့်ဘက်ကအမှုပညာနဲ့လည်းတော်လန်ကြတဲ့နေရာမှာကဗျာကောင်းတွေကိုကျွန်တော်တို့ကြားကြင်ပါတယ်အဲ့ဒီကဗျာတွေကနေအောင်စိတ်တွေထုံကူးကြင်ပါတယ်မကြခင်မှာလည်းအားလုံးသိတဲ့အတိုင်းပေါ့ဇက်ရှိန်မြင့်ရပါတော့မယ်။ဘာဖြစ်လို့လဲဇက်ထုတ်ကိုတက်ရမှာမလို့ပါ။အ အဲ့အတွက်ကြောင့်ဟောဒီတက်ရောက်လာတဲ့ကြပြားအပါဝဲအမှုပညာရှင်တွေနောက်ပြီးတော့လက်နဲ့ဘောင်းဆိုကင်တတ်တဲ့တိုက်ပွဲဝင်တဲ့ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်များအားလုံးဒီထက်မလျော့တဲ့အုတ်ဖွဲ့ပြန်တမ်းမှုနဲ့အတူဆက်ကြရအောင်လို့ကျွန်တော်အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်ကြပြားရုပ်ပွဲမှာကျွန်တော်စာလေးချောင်း ကျွန်တော်ကိုရုပ်စုံခွင့်ပြုပါဟာနောက်ကျလွန်ခဲ့တယ်ဒါပေမဲ့ပွဲရက်လက်ကိုပြောင်းစေတယ်နာကျင်အချိန်ဘူမှာရလိုက်တဲ့ငါတို့ရဲ့ယူသားသောချစ်ချင်းကျေးဇူးတင်ပါတယ် ကဲ့ပါအခွင့်နှုတ်ခွန်းဆက်စကားပြောပေးသွားတဲ့အာဆီယမ်ကိုနိုင်ကိုအထူးပဲကျေးဇူးတင်ပါတယ်